ထိုင်းရောက်မြန်မာတွေအန္တရာယ်ကင်းဖို့ထိုင်းနိုင်ငံထဲမှာမြန်မာနိုင်ငံသား9တန်းလောက်ရောက်ရှိနေတယ်လို့ခန့်မှန်းထားကြပါတယ်။ဒီ9တန်းမှာတရားဝင်နေထိုင်သူတွေကတရားမဝင် နေထိုင်သူတွေကပါရှိတာပါ။အများစုကတော့ရွှေပြောင်းလုပ်သားတွေဖြစ်ပါတယ်။ထိုင်းအစိုးရကထိုင်းနိုင်ငံထဲမှာတရားမဝင် နေထိုင်သူတွေတတ်မှတ်စီမင်းစည်းကမ်းမလိုက်နာသူတွေကိုဖမ်းဆီးပြီးနေရပြန်ပို့တာတွေဇက်တိုက်လှုပ်ဆောင်နေပါတယ်။ နေရက်ပြန်ပို့ခံရသူတွေထဲကစစ်မှုထမ်းအသက်မှီတဲ့သူတွေကိုမြမစစ်ကောင်စီတပ်ကစစ်မှုထမ်းအာရမစုဆောင်းတာတွေကြောင့်ထိုင်းကလူအခွင့်အရေးလှုပ်ရှားသူတွေက နေရက်ပြန်ပို့တာတွေမလုပ်ဖို့ထိုင်းအစိုးရကိုတောင်းဆိုနေကြပါတယ်။ဒါပေမဲ့ထိုင်းအစိုးရကနေရက်ပြန်ပို့တာတွေဇက်တိုက်လှုပ်ဆောင်နေတာကြောင့်ထိုင်းရောက်မြမလုပ်သားတွေအန္တရာယ်ကင်းစေဖို့တတိထားတစ်တာတွေကိုစူးစီးဖော်ပြပေးလိုက်ပါတယ်။ work permit မရှိရင် အလုပ်လုပ်ခွင့်မရှိ work permit ဆိုတာထမ်းရောက်မြန်မာအပါအဝင်ရွှေပြောင်းအလုပ်သမားတွေတရားဝင် အလုပ်လုပ်ခွင့်ပြုတဲ့လက်မှတ်ဖြစ်ပါတယ်ဒီလက်မှတ်မရှိရင်ဘယ်လိုအလုပ်မျိုးမှ လုပ်ခွင့်မရှိပါဘူးခွင့်ပြုချက်မရှိဘဲအလုပ်လုပ်နေတာတွေ့ရင် ပုံမှန်တရားတစ်အရာဒဏ်ငွေဘတ်9000မှ9000အထိကြာခံရနိုင်တယ်လို့နေရက်ပြန်ပို့တာ အလုပ်လုပ်ခွင့်နှစ်နှစ်အထိပိတ်တာတွေ ခံရမှာဖြစ်ပါတယ်။တားမြင့်အလုပ်တွေအလုပ်လုပ်ခွင့်လက်မှတ်ရှိပေမဲ့တားမြင့်လုပ်ငန်းတွေကိုလုတ်ကင်လို့မရပါဘူး။ထိုင်းဥပဒေအရထိုင်းနိုင်ငံသားတွေကိုအကာအကွယ်ပေးထားတဲ့အလုပ်တွေရှိပါတယ်။နိုင်ငံခြားသားတွေလုတ်ခွင့်မရှိတဲ့အလုပ်28မျိုးအထိရှိတာပါ။တားမြင့်လုပ်ငန်းတွေကတစ်သားပပုလုပ်ငန်း၊ရင်မောင်းလုပ်ငန်း၊လေလံရောင်းဝယ်ခြင်း၊စိန်ရွှေပဒိန်လုပ်ငန်း၊သပင်းညှက်အလှပြုပြင်ရေး ရက်ကန်းလုပ်ငန်းဖြာရက်လုပ်ငန်းလက်လုပ်စက်ကူထုတ်လုပ်ခြင်းယွန်းထယ်လုပ်ငန်းရိုးရာတူရိယာလုပ်ငန်းနီလွန်ကနှုတ်လုပ်ငန်းရွှေထယ်ငွေထယ်လုပ်ငန်းကြေးထယ်လုပ်ငန်းရိုးရာအယုတ်လုပ်ငန်းတပိတ်လုပ်ငန်းအိုးထယ်လုပ်ငန်းဖျားရုပ်ပွားတော်လုပ်ငန်းထီးလုပ်ငန်းပွဲစားအကျိုးဆောင်လုပ်ငန်းအနှိပ်သည်ဆေးလိပ်အလန်းညွန်လက်လယ်ဈေးသည်ထိုင်းစာစီစာရိုက်ပိုးချီရက်ချင်းအတွင်းရေးမှုနှင့်ဥပဒေဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်ပါတယ်။အလုတ်ရှင်တူရမယ်။နောက်ထပ်အရေးကြီးတဲ့အချက်ကအလုတ်လုတ်ခွင့်လက်မှတ်မှာနောက်မဲ့ဖော်ပြထားတဲ့အလုတ်ရှင်ထံမှာပဲတရားဝင်လုတ်ကင်ခွင့်ရှိပါတယ်။အခြားအလုတ်ရှင်ထံအလုတ်ပြောင်းလုပ်မယ်ဆိုရင် အလုတ်ရှင်အဟောင်းထံကနေဘိုင်းချက် or အလုတ်ထွက်စာထုတ်ပြီးအလုတ်ရှင်အစ်စ်မှာကြက်ခောက် အလုတ်ဝင်စာ ပြုတ်လုပ်ရမှာဖြစ်ပါတယ်။အလုတ်ထွက်စာတောင်းခံပြီးနောက်ရက်ပေါင်း60အတွင်း အလုတ်ရှင်အတစ်ထံမှာအလုတ်ဝင်ရမှာဖြစ်ပါတယ်အလုတ်တစ်ဝင်းနေချောင်းကလည်းအလုတ်သမားရုံများထံ15ရက်အတွင်းအကြောင်းကြားရမှာပါအလုတ်ရှင်မတူတာကို စစ်ဆေးတွေးရှိရင် ပုံမှန်139တိအရဘတ်2000အထိဒဏ်တက်ခံရမှာဖြစ်ပါတယ်ခွပြုတ်ချက်မရှိဘဲဈေးရောင်းအလှခံခွင့်မရှိ အလုတ်လုတ်ခွင့်လက်မှတ်တစ်ခုတည်းနဲ့ဈေးဆိုင်တွေမှာဈေးရောင်းလို့မရပါဘူးဈေးဆိုင် စတိုးဆိုင်တွေမှာဈေးရောင်းဖို့အတွက်ဆိုင်ရှိဈေးရောင်းချခွေခိုင်ကော်နတ်လန်ကိုရှောက်ထားရမှာဖြစ်ပါတယ်ခွေပြုချက်မရဘဲလုံမဲ့ဆိုရင်ဒန်ငွေဘတ်9000မှ9000အထိကြခံရနိုင်တယ်လို့နေရက်ပြန်ပို့တာ အလုတ်လုတ်ခွေနှစ်နှစ်အထိပိတ်တာတွေခံရမှာဖြစ်ပါတယ်အလုတ်ရှင်ဖြစ်သူကလည်းဒန်ငွေဘတ်1000မှ3000အထိကြခံရနိုင်ပါတယ်ဒါအပြင်မြန်မာနိုင်ငံသားတွေ ွင့်ပြုချက်ကြိုတင် တောင်းခံခြင်းမရှိဘဲထိုင်းနိုင်ငံထဲမှာငွေကြေးအလှူခံပိုင်ခွင့်မရှိပါဘူးအကြောင်းအမျိုးမျိုးကြောင့်ငွေကြေးအလှူခံလို့ရင်သက်ဆိုင်ရာအာဏာပိုင်တွေထံခွင့်ပြုချက်တောင်းခံပြီးမှလှုပ်ဆောင်ရမှာပါအစရင်နဲ့ရက်90ထိုင်းရောက်မြန်မာအလုပ်သမားတွေကိုတင်းတင်းကြပ်ကြပ်စစ်ဆေးလာနေပြီးအစရင်မတိုင်းတာရက်90ပြည်တိုင်းတိုင်ကြားတာမရှိရင်လေအေးအေးယူတာတွေလုပ်နေပါတယ်နိုင်ငံခြားသားတိုင်း ထိုင်းလဝကဥပဒေပုံမှန်39ပုံမှန်38အရထိုင်းနိုင်ငံကိုဝင်ရောက်ပြီး24နာရီအတွင်းအစရင်တိုင်ကြားရမှာဖြစ်ပါတယ်။အစရင်မတိုင်ထားတာကိုစစ်ဆေးတွေးရှိရင် ပုံမှန်38အရဘတ်2000ထက်မပိုတဲ့ဒဏ်ငွေကို ပေးဆောင်ရမှာဖြစ်ပါတယ်။ဒါအပြင်လူဝင်မှုကြီးကြပ်ရေးနည်းဥပဒေ2522အရထိုင်းနိုင်ငံမှာရက်60ကျော်လွန်နေထိုင်သူတွေအားလုံးရက်60ပြည်တိုင်း လဝကယုံကို အကြောင်းကြားရမှာပါသတ်မှတ်ရဲ့မတိုင်မီ15ရက်နဲ့ပြေပြီး9ရက်အတွင်းအကြောင်းကြားနိုင်ပါတယ်လဝကယုံကိုအကြောင်းကြားခြင်းမရှိဘဲအချိန်လွန်နေထိုင်ရင်ဒန်းငွေဘတ်2000ပေးဆောင်ရမှာပါအနေအထိုင်းတတိထားမြမပြည်တွင်ရေးအခြေအနေကြောင့်ထိုင်းနိုင်ငံထဲကိုအကြောင်းအမျိုးမျိုးနဲ့ရောက်လာတဲ့မြမနိုင်ငံသားတွေများလာနေပါတယ်ဒီအပေါ်ကို ထိုင်းမျိုးချစ်အဖွဲ့တွေက မြန်မာမုံဒီရေလှုပ်ဆော်နေတာတွေလည်းရှိနေပါတယ်။ဒါကြောင့်မြန်မာနိုင်ငံသားတွေအနေနဲ့သတ်မှတ်စည်းကမ်းတွေလိုက်နာကြဖို့လိုတယ်လို့အွန်လိုင်းကတစ်စစ်ဈေးရောင်းတာ၊စားသင်တာ၊ခရီးသွားလုပ်ငန်းလုပ်တာအွန်လိုင်းကနေကြော်ညာပြီးတရားမဝင်အလုပ်တွေလုပ်နေတာတတိထားရမှာပါ။ဒီလိုလှုပ်တာတွေကိုထိုင်းနိုင်ငံသားတွေကတိုင်ကြားတာတွေရှိလာလို့ ဖမ်းဆီးမှုတွေဇက်တိုက်ဖြစ်လာနေပါပြီ။ဒါအပြင်စီးကမ်းမဲ့အမိုက်ပြတာအများပြည်သူပိုင်းနေရာတွေမှာတရွေထွေးတာအညစ်အကြေးစွတ်တာ အရက်တောက်တာ အော်ဟစ်စူပူတာစီးကမ်းမဲ့နေထိုင်တာတွေတရိထားဖို့လိုပါတယ်။ဒါတွေက အထူးတရိထားရမယ့်အချက်တွေပါ။ထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားတွေဖမ်းဆီးအေးအေးယူခံရတာတွေကင်းဝေးစေဖို့တင်ဆက်ပေးလိုက်ပါတယ်။